မင်္ဂလာပါခင်ဗျာရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရီသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးသွားပါမယ်ပထမမြို့နယ်ညောင်ကျိုးရွာကာကင်းစခန်းအများစုကိုအေအေနဲ့ပူပေါင်းတပ်များကတိမ့်ပိုက်ထားပြီးဟုဥခိုင်တုခအတီးပြုဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ဆက်ဆက်ရဲရှိသောပဲခူးတိုင်းပတောင်းမြို့နယ်အတွင်းရှိညောင်ကျိုးကျေးရွာတပ်စခန်းကိုအေအေဥဆောင်သောပူပေါင်းတပ်များကထိုးစစ်ဆင်လျက်ရှိရာလက်ရှိတွင်ကာကဲစခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးစစ်ကောင်စီ၏လေကြောင်းတိုက်ခတ်မှုများကြောင့်ဆက်လက်၍တိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းအေအေဤပြောခွင့်ရပုဂ္ဂိုလ် ဥခိုင်တုခကအတပြုပြောဆိုထားပါတယ်။ညောင်ကျိုးကျေးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်များမှကစင့်ကလေးအဖြစ်စုခွာထွက်ပြေးနေကြောင်းတိုက်ပွဲမှာပြင်းထန်နေစေဖြစ်တော်လဲအခြေအနေရှုပ်ထွေးနေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ရန်ကုန်နေပြီးတော့အမြန်လမ်းပေါ်ကစစ်ကောင်စီကိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ရန်ကုန်နေပြီးတော့အမြန်လမ်း ပကိုးခရိုင်ကြောင်ကားမြို့နယ်အတွင်းရှိစစ်ကောင်စီဂိတ်စခန်းတစ်ခုကိုတော်လရင်ပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ပကိုးခရိုင်ပကဖကထုတ်ပြန်ထားပါတယ်။မတ်လ15ရက်မနက်အစောပိုင်းမှာရန်ကုန်နေပြီးတော့အမြန်လန်းတရားတမိုင်အနီးကစင်စလုတ်ဂိတ်စခန်းကိုအမှတ်နှစ်နှစ်ဘျူဟာ3031ဒုတက်ရင်အထူးစစ်စီအဖွဲ့နဲ့ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖ တက်ခွဲနှစ်တို့ကပူပေါင်းတက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်တက်ခတ်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ကတော့ဦးဒဏ်ရာရရှိခဲ့ပြီးတောင်လေးတပ်ဘက်ကအထိခိုက်မရှိဘဲတပ်မတ်နေရာကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ဆလင်းကြီးမြို့ပေါ်ကကင်းပတ်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုစနိုက်ပါဖြင့်ပြက်ခတ်တိုက်ခတ်ခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။သကိုင်းတိုင်းဆလင်းကြီးမြို့ပေါ်ရှိစစ်ကောင်စီတပ်အထိုင်စခန်းမှာအင်အား30ခန့်ဖြင့်ကင်းပတ်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုစနိုက်ပါဖြင့်ပြက်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုလိုအောင်ကြီးအဖွဲ့ကထုတ်ပြန်ထားပါဗျ။မတ်လ15ရက်နေ့မနက်7:00နာရီမိနစ်20အချိန်မှာအဆိုပါစစ်ကောင်စီပတ်ကင်းကိုတကူတော်အောင်ကြီးပြောက်ကြားအဖွဲ့ ဆလင်းကြီးကစနိုက်ပါဖြစ်ပြက်ခတ်တက်ခတ်ခဲ့တာလို့ဆိုပါတယ်တက်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားဦးမှာနေရာ၌ပင် ပွဲချင်းပြီးတေဆုံသွားခဲ့ပြီးနောက်တော့ဦးမှာစိတ်ကူးသမှုခံယူနေရတယ်လို့သိရပါပါတယ်ခင်ဗျာ မြေတော်ရွာကိုစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးကျေးရွာအတွင်ခေါင်းဖြတ်မီးရှို့တပ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတစ်လောင်းထပ်မံတွေ့ရှိဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မကွေးတိုင်းရေစကြုံမြို့နယ်မြေတော်ရွာကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးကျေးရွာအတွင်မီးရှို့တပ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေတွေ့ရှိခဲ့တယ်လို့ရေစကြို Township Info Committee ကထုတ်ပြန်ထားပါတယ်။မတ်လ14ရက်နေ့စကားရည်နေမှာမြေထော်ရွာကိုစစ်ကောင်စီတပ်သားများကဝင်ရောက်စီးနှင်းခဲ့ပြီးပြည်သူပိုင်နေအိမ်များကိုနှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်ထို့ပြင်ကျေးရွာအတွင်းမှာစစ်ကောင်စီတပ်သားများကခေါင်းဖြတ်မီးရှို့တပ်ဖြတ်ခဲ့တဲ့ရုပ်အလောင်းတစ်ခုကိုထပ်မံတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီနဲ့မင်းရွာမှာပြူပူပေါင်းအဖွဲ့ဟာမြေတော်ရွာမှာပြည်သူများရဲ့ရွှေငွေပစ္စည်းအောက်စာများကိုခိုးယူလူရဲသွားတဲ့အပြင်ဖုန်ကြီးကြောင်မှအလူငွေများကိုလည်းယူဆောင်သွားခဲ့ပြီးမတ်လ15ရက်နေ့ည7:00နာရီခန့်မှပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ဆိုပါတယ်၎င်းစစ်ကြောင်ဟာဆက်တဲ့မြေရွာမြေဆွရွာညောင်မွှဲပင်ရွာ ပြီးဆက်ကုန်းရွာတို့ကိုလည်းည7နာရီဝန်းကျင်မှာလက်လက်ကြီးလက်နက်ငယ်များပြစ်ခတ်ဝင်းအောင်စီးနှင်းကပစ္စည်းများကိုခိုးယူလူရဲယူဆောင်ပြီးမေးရွာပြူရအတွင်းကိုထော်လာကြီးများဖြင့်တည်ယူသွားခဲ့ပါတယ်။လက်ရှိမှာဆက်တစ်မြင်မြေစွန်းညောင်မွဲပင်ပြီးဆက်ကုံရွာများနဲ့အနီးပတ်ဝန်းကျင်ရွာများမှာဒေသခံပြည်သူများထောင်နဲ့ချီအိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာမိုးပြင်းမြို့နယ်အတွင်းစည်ရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူနေအဆောက်အဦများကို စစ်ကောင်စီကတိုက်ခိုက်ဖျက်ဆီးနေဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်နေပြည်မိုးပြဲမြို့နယ်အတွင်းမှာစစ်ရေးပြမှတ်မဟုတ်တဲ့ပြည်သူနေအိမ်အဆောက်အဦများကိုစစ်ကောင်စီကလက်နက်ကြီးဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနေတယ်လို့ KNDF ကရင်နေ Nationality Defense Force ကထုတ်ပြန်ထားပါတယ်။မတ်လ10ရက်နေ့ကနေ15ရက်နေ့အထိစစ်ကောင်စီရဲ့တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် မိုးပြဲမြို့နယ်မှာပြည်သူနေအိမ်15လုံးထပ်မံတဲ့ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်ဆက်ဆိုင်ထားတဲ့တိုက်ပွဲ area မဟုတ်တဲ့မိုးပြဲမြို့အတွင်းရှိရောက်ကွက်များကိုစစ်ကောင်စီကနေ့စဉ် drone များဖြင့်ပုံကျဲခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းများပြစ်လုကာပြည်သူများရဲ့အိုးအိမ်များကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာလို့ဆိုပါတယ်။2024ဒီဇင်ဘာလမှစတင်ပြီးစစ်ကောင်စီစစ်ကြောင်းများဟာမိုးပြဲမြို့အတွင်းကိုဝင်ရောက်နိုင်ရေးထိုးစစ်ဆင်မှုများပြစ်လုနေရာထိတွေ့တိုက်ပွဲများနေ့စဉ်ဖြစ်နေတာကြောင့်အရသာပြည်သူများအနေဖြင့်တတိပြုသွာ ားလာကြဖို့ KNTF အသိပေးထားပါတယ်ခင်ဗျာ KNU တထုံခရိုင်အတွင်းစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်အမျိုးသားအစည်းအရုံးကော့တူးလေအုပ်ချုပ်နေပြီးဒူးတထူတထုံခရိုင်ဖအံမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။မတ်လ7ရက်နေ့မှာစစ်ကောင်စီရဲ့ ကမမောင်တက်စခန်းက120မမလက်နက်ကြီးသုံးလုံးပြက်ကတ်ခဲ့ရာဖအံမြို့နယ်ဟာတရဲအုပ်စုဖလာတောင်ကျေးရွာအတွင်ရွာအနီးနဲ့ကျုံစိန်ကျေးရွာအနီးလေယာမြေထဲမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဒေသခံများရဲ့လေယာမြေနဲ့အိမ်အမိုးအကာ အခင်းလှေကားတကားပတင်းပေါက်နဲ့ဖျားဆင်များထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။နောင်ချုံမှာစစ်ကောင်စီက Jet Fighter ဖြင့်ပုံကျဲချခဲ့ရာ ဥစဉ်တပားနဲ့ကိုရင်၈ပါအပါဝင်၁၄ဦးတည်ဆုံးဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ် TNLA တပ်မဟာနှင့်ထိ ंछ ုပ်နေပြီး စိန်ရန္နနာပရိယတိစာတင်တိုက်ကိုစစ်ကောင်စီကပုံကျဲတက်ခတ်ခဲ့တာကြောင့်ဦးစင်းတပားနဲ့ကိုရင်၈ပါအပဝင်၁၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မတ်လ၁၆ရက်နေ့ညနေ၅နာရီခွဲအချိန်မှာစစ်ကောင်စီက Jet Fighter ဖြင့်ဘုံလေးလုံးကျဲချခဲ့ကာစစ်တပ်နဲ့များဖြင့်ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့ PSLF TNLA ကထုတ်ပြန်ထားပါဗျ။တက်ခတ်မှုအတွင်းကိုရင်၈ပါနဲ့ဦးစင်းတပားပြန်လည်တော်မူခဲ့ကာအမျိုးသမီး၃ဦးနဲ့အမျိုးသား၂ဦးလည်းသေဆုံးခဲ့ပြီးစာတင်နိုင်အတွင်းကကိုရင်အများပြအပဝင်တန်ဃာတော်တွေနဲ့ ူအများပြားလဲထိခိုက်ဒဏ်ရာရရှိခဲ့ကဖုံးကြီးကျောင်းဆောင်တဲ့နေအိမ်တွေလဲထိခိုက်ပျက်စီးမှုအများပြားရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်တေဆုံဒဏ်ရာရရှိသူအရေအတွက်ဟာဆက်တိုးလာနိုင်ပြီးအသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်ခင်ဗျာ။ အုတ်ဖို့မြို့နယ်အပိုင်းပဲခူးရုံးမအတွင်းစစ်ရေးအရှိန်မြင့်တက်လာတာကြောင့်သွာလာခွင့်ကန့်တက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်အုတ်ဖို့မြို့နယ်အပိုင်းပဲခူးရုံးမအတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးခြင်းများရှိလာနေပြီးစစ်ရေးအရှိန်မြင့်တက်လာတာကြောင့်သွာလာခွင့်ကန့်တက်လိုက်ကြောင်းမြေအောက်ပြောက်ကြားတပ်ဖွဲ့အုတ်ဖို့ကထုတ်ပြန်ထားပါတယ်။မတ်လ16ရက်နေ့မှာစတင်ကတာယာဝတီခရိုင်တပ်ရင်း383ညနှစ်တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုတ်ဖို့ရဲ့စစ်စီရေးနေမြေအတွင်းမှာမော်တော်ယာဉ်3ဘိန်း ဆိုင်ကဲကျွဲနွားများတွာလာခွင့်ကိုတားမြစ်လိုက်တယ်လို့ဆိုပါတယ်စစ်စင်ရေးများအကြားတွင် ပြည်သူများမထိခိုက်စေရန်နဲ့တစ်တော့ တယံဇာတများတရားမဝင်ခေါ်ထုတ်နေမှုများကိုထိထိရရအရေးယူနိုင်ဖို့ယခုတိုင်းမြင့်ချက်အားထုတ်ပြန်ရတာဖြစ်ပြီးပြည်သူများအနေနဲ့လိုက်နာပေးကြဖို့မြေတားရက်ခံထားပါတယ်။တရားဝတီ KI တက်ရင်383ညနဲ့တက်ခွဲလေးအနေဖြင့်တက်တော်တယံဇာတများကိုကာကွယ်ထိန်းသိမ်းနေသလိုစစ်ကောင်စီအတွက်ဝင်းဝင်းရှာပေးနေတဲ့တရားမဝင်တခိုးထုတ်မှုများကိုဖမ်းဆီးအရေးယူနေပြီးဂိတ်ကျဲစက်ကျဲကောက်ခံခြင်းတက်ခိုးထုတ်ခြင်းများ လုံးဝလုံးဝလှုပ်ဆောင်ခြင်းမရှိပါကြောင်းနဲ့အခြားတော်လည်ရေးအဖွဲ့အစည်းများကလှုပ်ဆောင်ခြင်းကိုလည်းလက်မှတ်ခံကြောင်းကိုအသိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းထောက်မင်းဆက်သွင်းတဲ့ Cash Share တို့ကပေးပို့ထားတာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ